တည်ဆုံးသူဦးရေဟာထတ်တိုးလာနိုင်တယ်လို့အေရဲ့ပြောရေးဆိုခွင့်ရှိသူခန်တုခါကဆိုပါတယ်။ဟိုဒီနေ့ဒီ2025ခုနှစ်မေလ13ရက်နေ့အာဒီရတိတော်မျိုးနေထွန်းရွေကျော်ဟောင်းကိုဒီမနေ့စင်နာရီ9မိနစ်လောက်မှာဒီအကျန်းဖက်စစ်ကောင်စီကဒီဂျဲလီယင်နဲ့လာရောက်ပြီးတော့မှဒီပေါင်900ဘုံနှလုံးကျေးချခဲ့တာရှိတယ်။ဆိုတော့ဟိုအဲ့ဒီမှာဒီအင်ချေအင်စင်းနှလုံးလုံးဝပျက်စီးသွားတယ်။ ဒီကနဦးရရှိတဲ့သတင်းတွေရကားတော့တေဆုံးသူအလောင်း၁၃လောင်းရရှိထားပြီဖြစ်တယ်။နောက်ဒဏ်ရာရရှိတာကတော့၂၀ကျော်ရှိတယ်။ဒါပေမဲ့ဒီအခုအပြည့်အစုံပုံတွေအောက်မှာတေဆုံးတဲ့သူတွေကနောက်ထပ်ရှိနိုင်တယ်။ဒဏ်ရာရတဲ့သူတွေလည်းအရှိနိုင်သေးတယ်။ဒါကြောင့်မို့လို့ဒီတေဆုံးသူနဲ့ဒဏ်ရာရရှိသူအရေးအတွက်ကအတိုးလာနိုင်တဲ့အနေအထားရှိတယ်ဗျ။ ရသေးတော်မျိုးနယ်ဟာပြီးခဲ့တဲ့2024ခုနှစ်မတ်လအတွင်းမှာ အေကသိမ့်ပိုက်လိုက်တဲ့မျိုးဖြစ်ပါတယ်။လက်ရှိမှာနှစ်ပတ်တိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာလို့ခိုင်ဒုက္ခကဆိုပါတယ်။စစ်ကောင်စီအနေနဲ့လက်ရှိမှာငလင်းပြန်လည်ထူထောင်ရေးအတွက်အပြည့်အခက်ကြေညာထားတဲ့ကာလဖြစ်ပေမဲ့သူတို့လက်လွတ်ဆုံးရှုံးထားရတဲ့မျိုးတွေကိုလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးနဲ့ပစ်ခတ်မှုနဲ့ရေကြောင်းကနေတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတာပါ။ အပြစ်ရတယ်လို့ကြေညာထားတဲ့ကာလမှာပဲရခိုင်ပြည်နယ်အတွင်းလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေအကြိမ်ပေါင်း900ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီအခုဒီနေ့ဘုံကြီးတာလည်းပဲသူတို့ဒီဥမာတော့သိတောင်မျိုးနေဆိုတာတိုက်ပွဲတွေပြီးသွားတာကြာပြီဗာတိုက်ပွဲမှမရှိဘူးဆိုတော့အဲ့ဒီဗာတိုက်ပွဲမှမရှိတဲ့နေရာကိုဟိုအချမ်းဖက်စစ်ကောင်စီကဒီအာဒီအပြင်းမပြည်သူတွေနေတဲ့နေရာကိုရေရွှေရှဲရှိရှိနဲ့လာရောက်ပြီးတော့ဒါအာအပြင်းမပြည်သူတွေကိုဘုံကြီးအာဒါတတ်ဖြတ်တာဖြစ်တယ် ဟိုဒါနေပြီးတော့အာဒီအကျံဖဲစစ်ကောင်စီအနေနဲ့ဒါကြီးမားတဲ့ဆေးရသွားမှုကိုအာကျူလွန်တာဖြစ်တယ်ဗျဒီအတွက်လည်းပဲသူတို့အနေနဲ့ဒါတာဝန်ခံတာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်တယ်ရခိုင်ပြည်နယ်အတွင်းစစ်တွေကြောက်ဖြူမန်အောင်မျိုးတွေကိုပဲအေကတိုက်ခိုက်သိမ်းပိုက်ဖို့ကြံရှိနေတော့တာဖြစ်ပါတယ်ဒီဒေသတွေမှာလည်းနှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေရှိနေပြီးစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေစစ်ကြောင်းထိုးမှုတွေရှိနေတယ်လို့သိရပါတယ် ပြီးရဲ့ဈာပေါရရအောင်ဖုံးခဲ့ပါအောင်မာနတို့စီငါတက်ပြီးရဲ့ဖုံးရရအောင်ယူခဲ့ပါအောင်မမနူရဲ့ဖုံးယူခဲ့ပါအောင်ဒီဖြည့်ရက်ကိုကျမဒီ online ပေါ်ကနေစတွေ့တယ်ပေါ့နော်အဲ့ဒီဘုရားရက်ကနေစတွေ့တဲ့အချိန်မှာဟိုကိုယ်တိုင်ကလည်းဆရာမတယောက်ဖြစ်နေတာလည်းပါတယ်ဒီကလေးလေးတွေကိုစတင်ကလေးတွေရဲ့ပုံလေးတွေတက်လာတဲ့အချိန်မှာ ဘယ်လိုပြောမလဲအခန်းထဲမှာတယောက်တည်းရှိနေတာလည်းပါတယ်ပေါ့နော်အဲ့လိုစိတ်မချမ်းရင်းနိုင်မင်းလေကျွန်မငိုချမ်းပြီးတဲ့အဆင့်အောင်ဖြစ်တယ်ဘာဆိုတော့တကယ်ယူကိုဘယ်လိုမှဘယ်လိုမှဒါကြီးကမြင်လို့ရှုလို့ကောင်းတဲ့အရာလည်းမဟုတ်ဘူးနောက်ကလေးတွေကလုံးဝဟိုလူမမဲ့ကလေးလေးတွေចောင်းသားအွယ်လေးတွေ တကယ်ကိုဘာမှမသိပဲနဲ့တို့ဒါဒါတို့ပညာတတ်ဖြစ်ချင်တယ်ဒီလိုဟိုဘယ်လိုပြောမလဲစစ်စုံဖြစ်နေတဲ့နေရာမှာတို့ခမညာဒါအသက်နဲ့ရင်ပြီးစာတင်နေရတဲ့အပေါ်မှာဒီလိုမျိုးကြီးတို့လည်းတီးလိုက်မှာမဟုတ်ဘူးဒါကလေးတွေကစာတင်နေတယ်ဆမေဘွယ်နာနီးနေပြီးစာဆမေဘွယ်ရှိတယ်ဆိုပြီးတော့ဟိုတဒန်းအောင်ကျင်တဲ့အတွက်အာကျုံမှန်တန်းနဲ့စာတင်နေရတဲ့ကလေးလေးတွေအပေါ်မှာဒီလိုကြီးလုံးချရတယ်ဒီခါမှာကိုကတော့တကယ်ယူကိုပြောရင်ရှုပ်ဆိုရင်လည်းတော့ကျွန်မဒီ emotional တော်တော်ဖြစ်တယ်ပေါ့နော် ဘယ်လိုပြောမလဲတကယ်မြေကြီးဘောင်ကြီးငယ်ကြရတယ်ဒီပုံလေးဒီတင်းလေးอ่ะအခုဆိုလည်းအမြင်ကလေးလိုတက်လာတယ်ကိုမကြည့်မယ်နဲ့လည်းမနေနိုင်ဘူးဟိုနာမဖြစ်မယ်ပေါ့နော်ဒါငါတို့နာမဖြစ်မယ်ဒါငါတို့ကလေးလေးကိုဒီလိုလောက်တာနာမဖြစ်မယ်ဆိုတော့စိတ်နဲ့ကြည့်တယ်အာကြည့်ပြီးငိုတယ်အဲဒီလိုမျိုးဖြစ်နေတာပေါ့ဟိုတားလို့တန်းနေရရောတည်သွားတဲ့လူရှိတာရှိတာရှိတယ်ဘယ်နားမှာထိုင်တာတော့ तू อ่ะဟိုရှေ့တန်းခုံမှာထိုင်ရှေ့တန်းခုံမှာထိုင်တာမင်းကလေးလာယောက်ျားလေးလာယောက်ျားလေး ယောက်ျားလေးတည်သွားတာဩစစ်ကောင်စီကတော့အများနဲ့ရုံမာနေတာပဲလေအဲတောက်ချောက်လေး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 ကျော်ကာလာအတွင်းမှာသူတောက်ချောက်သူစီသူတွေလည်းအများကြီးတည်တယ်ခလေးတွေလည်းအများကြီးတည်တယ်ဒါစတဲ့ညောင်းလေးဆိုလို့ရှိရင်လည်းသူတောက်ချောက်ဘုံကျဲနေတာပဲလေသူတော့ပြောကြစကားတော့မရှိတော့ပါဘူးတော်တော်ကိုအဲရုံမာပြီးတော့ယွန်ကြာကောင်းတာပေါ့ခလေးတွေခလေးတွေဆိုတော့စိတ်နဲ့ကတော့ပို့ပြီးတော့ဟိုခံပြင်းတာပေါ့နော်အဲဒီခလေးတွေကလည်း ီကာလာကြီးမှာသူတို့မှလည်းပညာရေးကိုတည်နေရတာဟိုဘုံအောက်မှာတည်နေရတာလင်းရင်အောက်မှာတည်နေရတယ်လို့မျိုးဖြစ်တဲ့အခါကျတော့ဒီကလေးတွေဒီလိုမျိုးမြင်ရတာပြောပြောပြလို့တော့မတတ်ပါဘူးဘယ်လိုဖြစ်လို့လဲဆိုတော့ဘာမှတော့မလုံးနိုင်ဘာမှတော့မလုံးနိုင်ဘူးဒီသတင်းတွေတက်လာလာမြင်နိုင်ဟိုမြင်ရတာကလေးတွေပို့ပြီးတော့ကလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲစိတ်ထဲမှာတော့တော်တော် နာကြည့်တာပေါ့နော်ဒါသူတို့သူတို့တော့ကတော့စိတ်မကောင်းဘူးပေါ့ တတိပြောရင်တော့လေဟိုစစ်ကောင်စီနာကြည့်တာပြင်မတတ်နိုင်ပါလေကိုယ့်ဘက်ကလည်းဘာမှမလုပ်ပေးနိုင်ဘူးလေနော်စာဒီနဲ့ကျွန်တော်တို့မှာဖာဖြစ်စီဟုတ်ကြာလာတယ်ဘုံစံဟိုဘက်မှာတွေးခွက်အပေါ်ကအမိုးကိုလေးကြည့်လိုက်ဘလို့ဆုတ်ပြတ်တတ်နိုင်ငံတနိုင်ငံရဲ့တူတက်မှုကတော့ဒီ သူ့နိုင်ငံမှာရှိနေတဲ့ဒီလူငယ်လူရဲ့ဒီရဲ့ပညာရေးပေါ်ပဲမှုတည်တယ်လေဒီလိုမျိုးနိုင်ငံတော်အတွက်အကျိုးပြုမဲ့လူငယ်လူရွယ်တွေအတွက်ကိုဒီပညာရေးကိုဖြည့်ဆည်းပေးလိုက်တာတော့တော်တော်လေးအာဘယ်လိုပြောမလဲအာအောက်ကျနောက်ကျ ညီမကောင်းကြားမကောင်းဖြစ်တာပေါ့နော်အပြည့်မဲ့တဲ့ကလေးတွေကိုဒီပညာရေးကနေပြီးတချင်းဖြည့်စီပြည့်တာတော့ကျမတော့အရင်စိတ်မကောင်းဖြစ်မိတယ်အယုံယူကျုံမရဖြစ်မိတယ်အားကြီးရပါဦးလေလို့စိတ်ချမ်းသာပဲလို့ သူတို့ကတော့ထုံးစံပဲလေဗျာဒီတိုင်းပဲတလိမ့်ဆန်ဆိုတော့တလိမ့်ဆန်ပဲပေါ့ကျွန်တော်ပြောချင်သလားကတော့သူတို့ဒီခလေးတငငယ်လေးတွေအပေါ်တော့မှမညာမတာနဲ့ဘုံကျဲတဲ့ကိစ္စကတော်တော်လေးကိုလက်မခံနိုင်စရာပေါ့နော်ဒါចောင်းဖွင့်နေတဲ့ကာလတော့မနော်အာသူတို့စီကတော့သူတို့ဌာနတွေကတော့ဒီလိုမျိုးပေါ့အာသူတို့မလုပ်ပါဘူးဗာဖိတဲ့ညာဖိတဲ့စစ်လော့ဘီတွေပါပါဆိုဖော်ဟင်းတို့ပါတော့သူတို့မျိုးသတင်းလွှင့်တာပေါ့ဒါပေမဲ့ကျွန်တော်ဆရာတယောက်နေလဲဆိုတော့အင်မတန်အော့နှလုံးသားတယ်ဗျဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကဗျာဟိုကျွန်တော်တို့ ဒီလူတီသူတွေနဲ့ against ဖြစ်နေတဲ့စစ်ပွဲပေါ့ဗျာတီသူတွေကိုဘယ်လိုပြောမလဲ drug လုပ်ပြီးတမင်တစားခံလုပ်တဲ့ပုံစံလိုဖြစ်တယ်ဗျာသိတယ်မလားမင်းတို့ကတော့ rebel လို့လို့ရှိရင်ငါတို့မင်းကိုဘုံကျမ်းမယ်အဲ့လိုပုံစံမျိုးအကြောက်တရားနဲ့ပေါ့တမင်ပုံနှိပ်ဆက်တာလို့တော့ကျွန်တော်တို့မြင်နေဗျာဒီကောင်နေတိတာကအာနာမြဲဘိုးလောက်ပဲခက်အဆက်ဆက်စစ်ဆိုးရတယ်ကအာနာဒီမြဲဘိုးလောက်တက်ပဲလောက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဒီကောင်နေမရှိမှပဲမြင်မြင်အေးမယ်လို့ပြောချင်တယ်တိလားဟုတ်အေးချမ်းချမ်းစာတင်နေတဲ့နေထားနေ ယုတ်ချင်းဒီလိုဖြစ်သွားမယ်လို့တို့ဘယ်ထင်ကြမှာလဲ